ာကိုလုပ်မယ်ဆရာတော်ကြီးကတည်တယ်ဒါလောက်တော့အတန်နောက်ရောက်ဘုံစာရီကလည်းအရင်တော့စာစီရဲလူတွေကပါဠိတော်တတ်တဲ့ကောင်မျိုးမဟုတ်ဘူးလေအဲ့တော့လွယ်ကုန်တော့ဘုံဝင်ကောင်းပြီမိတို့ပဲဆိုကြောင်းပြီဘုံဘုံကပြောပြလိုက်တော့ဟုတ်ပါတယ်ဒီကနေ့တာနာမှာအဲအခုမာစီဆွန်လန်တဲကူမဟုတ်ဘူးစတဲ့ဖြစ်ပေါ့အချာအချာတော့ကိုယ်ကလည်းအများကြီးပဲအဲ့ဒါကြီးကတော့စာပီနဲ့မလွတ်ဖို့တော့အထူးလူတာပေါ့အဲ့တော့ဘုံဘုံအနေနဲ့ကြာလေအခု လူတိတိကလည်းဖြစ်သွားပြီဆိုတော့ဘုံဝရဲ့ဘုံဝနေ့စဉ်အချိန်မျိုးဘလို့အသုံးချပါလဲခင်ဗျာဘလို့အသုံးချတယ်ဆိုတော့ဟိုဘယ်ပြောရလဲမရှိမလားမေးဘုံမှာငါတော့ဟိုဖြားချက်ကိုတော့မနေ့တစ်ချိန်ညတစ်ချိန်ပေါ့နော်တင်ပါဗျာကျွန်တော်ဆရာတော်ကိုဦးရင်အများအားဖြင့်တော့မြေတာပေါ်နဲ့ဘုံတော်မွားပဲအဓိကများများလုပ်ဖြစ်ပါတယ်တင်ပါဗျာတင်ပါ ဒါလည်းအချိန်တူပေးပြီးတော့အသုံးချရတဲ့ရင်းထဲမှာအေးချမ်းရတာပေါ့ဗျာဟိုတပည့်တော်အနေနဲ့ကြတော့ဝိပဿနာသမားဖြစ်တယ်စာပြီးအားနေတော့တပည့်တော်တို့လည်းဘုံဘုံဆုံးမမှာဖြစ်မှာပါအဲဆုံးမလည်းခံပါတယ်အကဲနောက်ဆုံးတပည့်တော်ကပဒဓမ္မနှုတ်ကစကားလုံးလွဲပြီးဆိုဘုံအချိန်တိုင်းပြီးတော့ဆုံးမပါဗျာဘုံဘုံဆက်သွဲခြင်းနဲ့လှူဒန်းခြင်းနဲ့ဆိုဖုံးနေပါရင်ဆက်သွဲလို့ရလားရပါတယ် အဲ့ဒါနံပါတ်ကလေးမှပြောလို့ရတယ်399 114 114 399 114 114တင်မှာဗျာဒီမှာအဲ့ဒါက MBD ပေါ့နော်ဒီမှာတယ်လီနောကလည်း399 995 114 114อ๋อ99ဟိုတို့ကလောင်းနံပါတ်တူဒီမှာ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 ပြန်ပြောအောင်ကွာ399 995 114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  ဘယ်မှာညလဲဆိုတော့ဘတ်မှာလုံးဖုံးသွားလိုက်တော့ပြုတ်ရပါလားအဲ့ဒါပြောတာဘူးအဲ့နောက်တစ်ခါအိုက်တရီနော်ကျတော့မန်လီယာတက္ကမတယောက်ကဦးစင်းတို့ဆွေပြိုးပါပဲသူစီသွားတော့တတိနောင်းလည်းရှိတယ်ဖုန်းနံပါတ်ပြောတော့ဦးစင်းဖုန်းနံပါတ်အဲ့လိုရဘူးရတယ်ငါဦးစင်းအဲ့လိုဆိုရည်တော့အဟွာနဲ့အဲ့အမ်ဘီနဲ့တူတာဝယ်ပေးမယ်ဆိုသူဝယ်လိုက်တာ။အော်အေးဘောအေးဘောအေးဘောကောင်းရတာဘူး။အော်ဘာပြောပြောဖမုံကအခုစာအဲမိမိကိုမိလေတန်တုတ်ဒီတန်လီခတ်လို့ခေါ်မလား။ဘုံ ရင်ထဲမှာအေးအေးရှင်းရှင်းမဲ့နေတယ်အခုဒီမင်းကမှဒီမှာတော့ဘုံလာပြီးလှူတာတန်းတာရှိကြလားလှူတာဆိုဒီကတော့ဆရာတော်ကြောင်းဆိုတော့အောက်မှာအလှခဏနာသာသာရှိတယ်ဒီမှာတော့ဆင်းရမလို့အောက်မှာတာဝန်ခံဦးစင်းနုနယ်ကအဆိုတာဝန်ခံဦးစင်းတစ်ပါးလွှဲထားရှိတယ်ဒီမှာပဲပြည့်ပြီးတော့ဟိုဟိုစွန်ဘရီသာဘယ်လိုဘာလို့အဲ့လိုလှူခြင်းလဲဆိုရင်အထူးကောင်ကတော့အလှခဏဌာနမှာဝန်ထမ်းတယောက်က အာမင်းကိုဆရာကြီးလက်ထက်ကရရှိတာပေါ့နော်ပြန်ပါလားဟိုလူကတော့မဟုတ်တော့ပေါ့ဒီဌာနလေးရှိတော့ပြန်ပါအဲ့ဝန်ထမ်းကြောင်းလေးတွေလည်းရှိပါလားရှိတယ်အဲ့လူကဌာနသက်သက်ရှိတကယ်တော့လေတာနာကိုစောင့်ရှောက်တဲ့မင်းကိုဆရာတော်ဖျားကြီးကတာတပိညီးတပိကြီးကဒီတီဗီတကနဲ့အတူအဲပိရိကသုံးပုံကြီးမပြောက်အောင်ပိရိကသုံးပုံနဲ့ပတ်သက်လို့ဒါတွေကစာတင်တိုက်တွေမှာအဲပိရိကသုံးပုံသာလည်းအများဆုံးကိုအဲ့တော့ဟိုဆရာတော်ကြီးရဲ့သွေးမကင်းသားမကင်းတာနာတော်ကိုလောက်ခဲ့တော့ လှူတဲ့အလှရှင်နေနဲ့အဲပို့ပြီးလူအပ်တာပေါ့ဗျာတပည့်တော်ကပို့ပြီးဖြစ်နေကြပါလေဖမိုးဒီမှာမြင်ရတော့ပို့ပြီးကိုဝမ်းသာတယ်ဒီတော့လေဖမိုးနဲ့မြန်မာနိုင်ငံမှာရှိတဲ့အလှရှင်တွေရောဖမိုးဘယ်လိုပြောချင်သေးလဲအလှရှင်နေရတာအထူးပြောစရာမရှိပါဘူးဘာဖြစ်လဲဆိုတော့တကယ်တမ်းဆိုရင်မြန်မာလူမျိုးတွေရဲ့အလှကဒီမှာလူပစာတောင်ပို့သလိုပြောလို့ရပါတယ်မှန်ပါဗျာအဲ့တော့ဟိုတာနာကို ဒါဒီမင်းကောင်းရဲ့လို့ခေါ်ဘူးပေါ့နော်တင်ပါအာသနာကိုလှူနေကြတယ်ဆိုတော့ဗျာအလွန်ကျေးဇူးတင်ကြပါပါတင်ပါတင်ပါအာသနာဘက်ကကြည့်မယ်ဆိုရင်ဒကာကမတွေကိုနှံ့ကြည့်လိုက်မယ်ဆိုရင်တင်ပါအလွန်ကျေးဇူးတင်ကြပါပေါ့အာသနာကြီးကိုဟိုဟိုမဆိုင်မတော်ရဲ့လှူနေကြတာလေတင်ပါ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 ဟာဟိုဒါနနဲ့ပတ်သက်လို့တောင်မျိုးဆရာကြီးပြောတယ်လို့ပဲမြန်မာနိုင်ငံကမြန်မာလူမျိုးတွေကဒါနနဲ့ပတ်သက်လို့တော့မလို့ပို့တော့ပို့ပါလေဟုတ်တယ်ပါပို့တော့မဆိုင်ဟုတ်လို့ဒါလေတင်ပါတင်ပါအဲ့ တဖြည်းဖြည်းနဲ့တော့အခုဘီယနံအကူရိုနေကိုရင်လေးပါလို့ဘီယနံပိုးပြီးတော့ဒါနန်းနဲ့ပတ်တဲ့လူတန်းလာတယ်သူအမောမဟာယာနအခြေခံခြင်းနဲ့မတူဘူးသူကနည်းနည်းတည်းစီဝါကြီးရလဲအဲဟိုကောင်းညာအဲ့ဒါအဲ့ဒါနောက်ထိုင်းနိုင်ငံလည်းပြူတယ်ဒီလိုနိုင်ငံကကြတော့လူတွေသူတို့ကိုယ်တိုင်ကမနေရုံးကန်နေကြတာပြောတော့ဒါမှလှုပ်ပါတယ်သူတို့လက်ပြောဟာနဲ့သူတို့တင်မှန်တယ်ကျေးဇူးတင်ပါတယ်ဆရာဘုံမွေးဒါစကားတော့ညံ့ညက်တဲ့စကားပါပဲတန်မှုလည်းကြီးလာပါတယ် တကယ်ကိုကိုနိုင်ငံသားတွေပုံမှာစာနာတဲ့သဘောပေါ့တချို့ကြတော့လေဟိုတိုင်းပြည်ကဆင်းရဲနေဘုန်းကြီးတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုနိုင်ငံရေးသဘောကြီးပြောကြတယ်ဟုတ်ဘုန်းပြောတဲ့စကားတော့အဲ့ဒီပေါ့ဟိုကဒါကဟိုသဘောမကျတယ်လို့လည်းဘယ်လိုလုပ်လို့ပြောနေမှာလဲမှန်ပါပြီအဲ့ဒါကိုကရောင်းအဲ့ရောင်းနေတော့မနေဒီကာရနဲ့ကြည့်ရမှာပေါ့နော်တူပါတယ်လှုပ်နေရတာဘာစဉ်းစားကြည့်ပဲဟုတ်တယ်ပေါ့ဘဇူမာဒီဟိုတာနာကိုတူပါမလို့ဘဇူမာစာချုပ်ထားတာမှမဟုတ်တာကုသလာတရားနဲ့ကိုလှုပ်ရတာဟုတ်တယ်ပေါ့ တယ်မှာအခုတယ်မှာဟိုဦးတိုင်းမဟာရမတော်နဲ့လူတာဆက်ဆံပြလိုက်တယ်ဟာကျေးဇူးတင်ကြရပါဟုတ်တယ်မှာအခုအမြင်လေးတစ်ခုရခဲ့တာပေါ့ဗျာဒီကိုယ်တော်လေးကဖူဆန်ငတ်ကိုရင်ပြီးပါပဲပြောချင်တာပြီးတော့ဖူဆန်ကိုရောက်တယ်ဖူဆန်ဆိုတာကဟိုချီမင်းအရင်တော့ဆိုင်ကုန်ပေါ့အဲ့မှာရှိတဲ့ဖူဆန်ကျောင်းတော်ကြီးကဧက20လောက်ကျဲဒါပေမဲ့အဲ့ထဲမှာဟိုတနေရာတနေရာမှာဒီလောက်ကျောင်းဆောင်လောက်ဒီအဆောက်အဦလေးမှာအပေါ်မှာဖျားရည်ငါဘုံလေးရောက်ဘူးညာပဲ ဖုန်းကူတန်ရောက်တော့ကျောင်းနာမယ်တော့မသိဘူးဒီကဘေးနန်းတော့မကြမကြရောက်တယ်အေးလေအဲ့ကြောင့်နေမှာဆိုစဉ်းနုတော့ရုပ်ထူတယ်အများကြီးပဲတော်တော်ဝိပဿနာလုပ်ကြတာကိုအဲ့တော့တပည့်တော်ကဝိပဿနာလုပ်တဲ့သူကဖျားတဲ့ကြောင်းဆောက်ကိုဝါနာပါနေတယ်အခုတပည့်တော်ကနေသူ့ကိုဝိရတာမာဝိရတာကိုပြလိုက်တဲ့အခါမှာအဲ့ဒီမှာဘာရုပ်ထူမှမရှိဘာစဉ်းနုဘာစီဒီမှမရှိဒါမဲ့တကယ်သာနာငါတဆေတလို့အထက်ဒီအခုဥပ္ပယနေငါရလေခုဆိုလေ တကယ်ကိုကြောက်ခမန်းလိလိဝီနီးနဲ့သွားတဲ့အကြောင်းနေမှာအံ့ဩလောက်အောင်ဖြစ်နေမယ်ဒီမှာကကနလူတတ်မှုဖြစ်တဲ့လက်ကူးဆိုရင်အပီရီနီနတ်တီအကကနဓာတ်တီနဲ့ဖြစ်ဒါကိုရှင်ကြည့်လိုက်ရင်ပေါ့ဘာကြောင့်တာနာကိုစောင့်ရှောက်မှုမှန်ကန်တာနဲ့လွဲချော်တာယုံကြည်မှုမှန်ကန်တာနဲ့လွဲချော်တာပေါ့ခင်ဗျာဆိုတော့ဒီကနေ့တာနာမှာဖျားတဲ့အကြောင်းဆောက်တည်နေကနတို့တကယ်ကိုတာနာအတွက်တကယ်ကနတို့မျိုးစိချတဲ့သူတွေ ဝိနည်းရောစာပြီးရောဘုံအဲ့ဒါကြီးကိုရှင်းပြီးတော့ရှင်းပြပါလားဘုံအာဘာဦးဇင်းတို့ဆရာတော်ကြီးတော့နာမည်မမှတ်မိတော့ဘူးတင်ပါမင်းတို့ခက်ကဆရာတော်ကြီးပဲထားပါတော့နော်အဲ့ခက်ကတော့ကဘူးမင်းတို့မင်းလက်ထက်ကအဲကျက်ဆောင်ကင်းတို့ဘာလို့ဖြစ်မထင်လဲဆရာတော်ကြီးနာမည်ကဘာလို့မမှတ်မိတော့တင်ပါဗျာအဲ့တော့တခါတရံကရှောက်တော့ဟာရို့ခုခက်မှာပါနာဖောင်းရတဲ့ဗျာအကြောင်းကြီးတွေလည်းပြည်နာပဲအောက်ဦးတွေပါနာတယ်တင်ပါတင်ပါအဲ့မှာဆရာတော်ကြီးကမိတ်တယ်တင်ပါ ကြီးအဲ့ဒါသာသနာထောင်းကားတာမဟုတ်ဘူးတောင်းတာဝမ်းရောက်နေတာလို့ပြောတာဝမ်းမဝမ်းရောက်လိုက်နေတာကလေးကဝမ်းရောက်တော့မှာတော့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 အဆောက်အဦကြီးတာဟာသာသနာမဟုတ်ဘူးမှန်ပါဗျာဘုရားကြီးကသာသနာမဟုတ်ဘူးဒီကပရိယတိနဲ့ပရိပတ်တိအဓိကလုံနေမှာဒါသဘောဒါတော့ပြောရင်သူတို့သိပါတယ်နော်ဒီမှာဖြစ်တာသာပေသင်ဒီမှာတရားတကယ်လုံနေမှာနှလုံးသားထဲမှာဂိတ်နေမှာသာသနာကိုသာသနာရဲ့နာမည်ကိုအဆုံးမှာဒီမှာအဲ့ဒီမှာဒါက ီးတော့အမြင်ကနည်းနည်းလေးကိုမင်းဆန်သွားမလားတော့မသိဘူးနည်းနည်းရုပ်ပြောလားနောင်ဖြတ်ရင်ဖြတ်လိုက်မဖြတ်ပါနဲ့ဗျာဘုံဘုံပြောနိုင်နေပြန်ပြောတော့ဘောင်းတော့ဟိုတချို့တွေကဒီတီဗီကဆရာတော်တွေကြတော့ဘာသာတခုဗျာဘာသာဘာသာဘုရားဘာသာဆိုပါလား religion ဟမ်ဘာသာတခုမှာ ချင်းအချင်းပိုင်းကအားနေပြီးတော့တင်ပါတော့အဆောက်အဦပိုင်းပေါ့နော်အဲအဲဩစာပြောင်းဖို့ပိတ်ကြည့်လာလို့ရှိရင်ပြန်လာတက်တယ်တင်ပါဗျာဒီကိတော့ခရီးရနေကြည့်လိုက်တင်ပါဗျာနော်ဆက်ချရတော့ဟုတ်ပဲတင်ပါတင်ပါဟုတ်ပဲအမောင်ခေတော့တော့လာလို့တင်ပါဗျာတင်ပါအဲ့ဒီတော့ကဒီကျောင်းတော်ကြီးတွေဩစာဘယ်တော့တက်ရောက်တယ်ဆိုတာဥစဉ်တို့ဥစဉ်တို့သိလာပါတယ်တင်ပါဗျာဥစဉ်ခေတူတင်ပါဟုတ်ပါတင်ပါဒီကျောင်းတော်ကြီးတွေနယ်သားကြီးတွေနဲ့ဗျင်းနေနေပေါင်းပြီးတော့ ဒီစင်းရလာတဲ့လုံချင်တော့လုံတာလေတင်ပါဗျာကျောင်းတော်ရမြို့ဘယ်သူမှမနှောဆနိုင်တာပဲဟုတ်တယ်မလားတင်ပါဗျာတို့ဟိုသိမ့်မှာပဲညာကျေတော်မှာမီးလဲတာဘာညာလုပ်တော့သူတို့တတ်ပြတာအဲတေးနံပေးခံတင်ပါအကုန်လုံးမီးရှို့တတ်တာလို့တင်ပါဘာမှမာကအဆုံးမနဲ့ဘွားမဟာအော်လာပဲတိတ်ရောက်သွားရင်ဘုရားဘုရားပါတယ်အဲ့လိုဖြစ်မသွားဘူးလို့မပြောနိုင်ဩတင်ပါအဲ့ဒီတော့ဘုရားရဲ့စကားနဲ့တော့ဖြစ်မှာကုန်တော့ မဟုတ်ဘူးဒီလိုလားအဲ့ဒီတုန်းကအဲ့ဒီချိန်မှာဒီမှာနောက်နိုင်ငံဥရောပရဲ့အသိပေါ့ဒီမှာဒီမှာလူတွေရဲ့အသိဉာဏ်အသိဉာဏ်ကအခုမြန်မာနိုင်ငံရဲ့အသိဉာဏ်လောက်ရှိတယ်အဲ့ဒီခရီးကကဟိုကကောင်းတယ်အော်ဒီမှာမြန်မာနိုင်ငံကောင်းတယ်အသိဉာဏ်ပေါ်လာတဲ့ခါမှာဝေဖန်မှုတွေညားလာတာပေါ့နော်ဒီမှာဒီမှာဘုန်းကြီးတွေကဒီလောက်ကြီးလုံနေပြီးတော့သူတို့အတွက်အသိဉာဏ်ဒီလောက်မပေးနိုင်ဘူးလို့ ယူဆသွားမယ်ဆိုရင်ဒီမှာခုနကသူတို့စီမှာရင်းနှီးဆန်းလုပ်တယ်လို့ဒီမှာမလုပ်ဘူးလို့မပြောနဲ့ဒီမှာဒီမှာဒါလုံတဲ့လူလည်းအပြစ်ပြောလို့မရဘာလို့လဲကိုကမှပုံစံမကြိုက်ဖြစ်သွားမှာလေတခုဥစ္စာပါဘုံမှာသူတို့နိုင်ငံက